ုံနေသည့်တင်းပြက်ကလေးနိုင်နွေရသည်ဗုဒ္ဓဝုနေဖြစ်နိုင်၏တည့်ရွက်တီကျွေကလေးထန်သောအေးများသည့်နေတနေဖြစ်နိုင်၏မိုးလင်းကလေးကသွားရိုက်စီကုံကသဘောတန်နေရင်ဖြစ်ခဲ့ရပြီးတင်းကွန်ပျူတာနဲ့တနေ့လုံးအဆင်မပြေသောပြက်တရားနေတနေဖြစ်နိုင်၏ပန်းတို့ပွင့်လိမ့်မြည်ဟုယုံကြည်ရသောနေတနေဖြစ်နိုင်သလိုတင်းရန်သူ၏မွေးနေ့လည်းဖြစ်နိုင်၏ကျွန်တော်၏မှတ်ညံတဲမှာတော့ဒိုနေသည့်တိမ်ညိုများအုံဆိုင်ကစိတ်ပြက်ပွဲမိုးဆက်တို့ရွာသွန်းကြဆင်းနေသောနေတနေ့သာဖြစ်လေသည် တကြံစာကြီးအလိုအရာမိုးရသည်ကုန်ဆုံးသွားသည်မှာကြာပြီဖြစ်တော်လဲကျွန်တော်ဤမှညံနေ၌ထိုနေ့တိုင်အောင်မိုးရီယာတဖွဲဖွဲရာသွန်းနေစေဖြစ်သည်အတူနေမိသားစုရင်များအိမ်ကြီးသောကျွန်တော်ဟာအိမ်ရာထဲ၌ချန်ထားရခါမိုးလင်းကလေးဟာပန်းဖြည့်ပန်းကြံတစ်ခုစီသို့ထွက်ခွာသွားခဲ့ကြပြီဖြစ်သည်ထို့ကြောင့်တိမ်ရင်လုံးကျွန်တော်တယောက်တည်းကျန်ရခါပြင်းကြီးငင်းဝေးနေခြင်းဖြစ်သည် ကျွန်တော်ဒီမိတ်ဆွေရင်ကြတယောက်နဲ့လမ်းတူရှောင်းရင်စကားစမြည်ပြောချင်တော်လဲအခြေအနေရမဖြစ်နိုင်ပါ ဆိုင်းတန်တွေချိတ်ချိတ်ညံကကောင်းချင်းကြည်တောင်မိသိရင်နဲ့ရေနံစီမိကွက်ညော်နံနဲ့အကျော်နန်းတို့တင်းပြတ်နေပြီညာပွဲစီတခြားဟိုငေးဒီငေးလှုပ်ချင်တော့လေအချိန်အခါရမဖြစ်နိုင်ပါကောင်းငင်ပြားနိုင်စကုစုံများလှုပ်ကားပျော်ရွှင်စူးညံနေပြီခလေးငယ်များရတန့်ငေးမောရန်ဆိုတာကတော့ပို့လို့ပင်ဝေးခွာလာပါသည်ရာသီဥတုဟာအပြင်ထွက်ခွင့်ရလောင်ခြေကင်းလက်ကင်းမတရတော့ကကျွန်တော်ဒီမိမိခန္ဓာကိုယ်ဟာ၆တွေးတိတ်ဆိတ်တော့ အိတ်ခမ်းချင်းလေးထဲမှာပဲကြောက်ချထားလိုက်တော့သည်ပတင်ပေါက်အပြင်ဘက်မှာခက်စိတ်စိတ်ဆွေးဆောင်ကြဆင်းနေသောမိုးစက်များအားငေးကြည့်ရင်မိုးနေ့တနေ့ကြီးရှုမြော်ခင်ဟာပကြီကားတကားရေးဆွဲရင် စိတ်ကူးခဲ့မှုကြောင့်တတိယလိုက်မိသည် သို့သောယခုချိန်ထိကောက်ချောင်းမကောက်ဖြစ်သည်ကျွန်တော်ဘဝ၌ရည်ရွယ်ပြီးမလုပ်ဖြစ်သေးသောကိစ္စတို့အတော့အများပြားလာပါသည်ဥပမာမိုင်မောင်းများစွာအရင်မှာငယ်တငယ်ချင်းတယောက်ကြောင့်စာရေးစာကုန်းရေးရန်မတေခင်တစ်ပင်တစ်ပင်စိုက်ရန် ဂျူလီယာရောဘတ်နဲ့ညစာအတူစားရင်နေရန်ပေါ်မှာတကြောင်ဆွဲပကြီးဟာ digital ရှုမျှော်ခင်ပုံနဲ့ပြောင်းရင် EIDS နဲ့အသေးအောက်ပြီးဖို့စစ်ဆေးရင်နေ့စဉ်မြတ်တာတုံးတရားရှိခောက်ရွတ်ရင်ပြောပြီးဆိုရင် တော်တော်များများကြန့်ရှိနေပါသေးသည်ယခုလုံလောဆယ်မှာပဲလှုပ်ချင်ရန်နဲ့မလှုပ်ဖြစ်တာတကူဟာလမ်းလျှောက်ထွက်ဖို့ဖြစ်သည်ရပောင်းများစွာညောင်းညခိုက်ခဲမှုတွေနဲ့လေးလံထိုင်းမိုင်းနေတဲ့ခန္ဓာကိုယ်ကြီးတို့သာညညာပြန်ပြူတယ် လမ်းကောင်းကောင်းမှာမောင်းနှင်ရှောင်းလန်းလိုက်ရရင် အကျော်ချင်တွေပြည့်ရောပြီးတွက်ကြွလမ်းဆန်းလာမှာအလွန်တိကြပါသည်သို့တော်မိုးတဝဲဝဲရသောနေ့သည်နေ့လည်ခင်းအချိန်မျိုး၌လမ်းလျှောက်ထွက်လာအောင်တော့ကျွန်တော်မမိုက်မဲသေးပါ အခါလုံးမိုးသည်တုတ်ကွေးရောဂါတစ်ခုလက်ဆောင်မပေးနိုင်ဘူးဆိုရင်တော့အ ਨੇ ဆုံးအေးအေးမိပြီးချမ်းစိမ့်စိမ့်ဖြစ်လာစေနိုင်သည်မဟုတ်ပါလားကျွန်တော်ကလူရှိသူရှိနှာချေရခြင်းကိုအားနာသူဖြစ်သည်။တကူကူလှုပ်ချင်တော့လဲဘာလို့ရမှန်းမသိတော့ခါ လူသည်တယိုးသည်ရဖြစ်လျက်လေးလံထိုင်းမိုင်းလာတော့သည်အမှန်အားယခုလိုအားလဲရမျိုး၌အချိန်ုံအကျိုးရှိရှိအသုံးချရင်ကျွန်တော်တင်ကြွ၍စိတ်ကူးရင်ထားခဲ့ပါသည်ဥပမာပြင်ပရှုခင်အားပုံချမ်းကောက်ရင်တစ်ပင်တစ်ပင်ပြိုးရင်စာအုပ်စင်မှာစာအုပ်များနေအောင်ထုတ်ပြရင်သို့တော်မူရည်ဇတ်တို့ဟာကျွန်တော်စိတ်ကူးများတိုက်စားသွားခဲ့သည်အင်ခေါမိုးနဲ့မူရည်ဇတ်တို့၏ထိတွေ့တန်းကိုနာခံရင်တစုံတစ်ယောက်နဲ့စကားပြောခြင်းစိတ်တို့ဟာယုံကြွာလာကြသည် ညနေချင်းဆိုင်တွေးမြင်ရင်ဖွင့်ရတာမျိုးမဟုတ်တာတယ်လီဖုန်းမှာတဆင်းဆိုရင်လည်းမဆိုးလာပါဘူးဖိုတိုဆောင်တယောက်တည်းမီရှယ်ဝီတော်လကရေဘကာဝင်းတော်လကဂျီကီရိုလင်းနဲ့မျိုးမငိမ့်တော်လကဘသူမဆိုးဖြစ်နိုင်ပါသည် သို့တော်မောင်ပလင်းနဲ့မှာစာရေးကျင့်သည်ဆိုတော့စာရေးဆရာမလေးမဖြစ်စေရထင့်နေသောစီဒီကိုတခါတလဲလဲဖွင့်ပြီးအသေးဟုကြွေးကြော်နေသူမျိုးမဖြစ်စေရာ ။နားမလည်နိုင်ဘူးဟုသောစကားကိုသာ မျက်စိစုံမိပြီးအော်ဟစ်တတ်သူမျိုးလည်းမဖြစ်စေရ။တို့တို့စုံတယောက်သည်အပြန်အလှန်နားလည်မှုနဲ့လေးစားမှုကိုတန်ဖိုးထားတဲ့သူမျိုးဖြစ်စေခြင်းသည်။ညံ့ရင်မြင့်ကသဘောပေါက်လွယ်သူမျိုးလည်းဖြစ်စေခြင်းသည်။ပြောရရင်တော့တို့တို့စုံတယောက်မှာတင်သာဖြစ်တဲ့မှသည်။သို့တော်တခုခတ်ဒီမှာကျွန်တော်ဤတယ်လီဖုန်းများပြည့်နေခြင်းပဲ။အကယ်၍လိုင်းမပြတ်ရင်တော့ကျွန်တော်ဤတယ်လီဖုန်းကနံပါတ်တစ်ခုနဲ့ချိန်ဆက်ခွင့်ရဖို့အရေးစိတ်တူချင်းစရာကောင်းလောက်အောင်ဆောင်ဆိုင်ရလိမ့်မည် ဖုံးပြင်စရာကြီးမှတ်ချက်ကအထွက်ခေါ်ဆိုမှုကောင်းရင်ဆာကစ်ပြားလဲပါဟုဤသို့တော်ကျွန်တော်မလဲပြက်သေးကျွန်တော်အချိန်အတိအကျအရေးတကြီးဖုန်းခေါ်ရမည့်ကိစ္စမျိုးလည်းမရှိသေးသဖြင့်ဒီတိုင်းသာထားလိုက်ပါသည်တယ်လီဖုန်းကအားကုတ်၍စိတ်ထွက်ပေါက်ရှာရင်မဖြစ်နိုင်သောအခါစာဖတ်ရင်ကျွန်တော်စိတ်ကူးလိုက်သည်ကျွန်တော်နောက်ဆုံးဖတ်ဖြစ်ခဲ့သည်မှာဆရာမောင်စူးစမ်းနှင့်ဆရာကျော်ဝင်းတို့ဘာသာပြန်သောတော်ပလာနှင့်ဟန်တင်တန်တို့၏တတိယလိုင်းအကြောင်းဖြစ်သည် တို့လိုင်းကြောင်အသေးစိတ်သီးလို့တော့လေစပတ်စရာစာအုပ်တို့ဟာမရှိတော့တို့ပြင်ဂိမ်းသီအိုရီအကြောင်းကျန်းယိုတဲ့ new classical အကြောင်းနဲ့ post modern ရောနှောချင်းသီအိုရီအကြောင်းတို့ကိုဖတ်ချင်တော့လေငွေကြေးခက်ခဲရာကျွန်တော်စာအုပ်တစ်ကိုမဝယ်နိုင်ပါအတော်ကြာခဲ့ပြီဖြစ်သည်တုဒ္ဒစာရတာကိုပြောင်းဖတ်ဖို့စိတ်ကူးလိုက်တော့လေတော်ကြီးရောကြီးဝိတုမြာကျွန်တော်ကိုမဆွေးဆောင်နိုင်မြန်ပါနောက်ဆုံးတော့ကျွန်တော်စာအုပ်စင်နာမှာလဲထွက်လာခဲ့သည် ရခင်အားစာဖက်၍မရတော့ခါစာရေးလိရှိတော်လဲရခုတော်စာရေးချင်စိမ့်မရှိသလိုရေးစရာအကြောင်းရာလည်းအလွယ်တကူရှိမနေပါနောက်ထပ်အခက်အခဲတကူဟာကျွန်တော်ဤတစ်ခါသောဘောပံများဖြစ်သည်အသုံးမပြုတာကြာပြီဖြစ်တော်သူဘောပံတို့ဟာမိကောင်းစွာမလိုက်တော့တို့ကုကုကိုရေးလိုက်တိုင်းထင်သည့်အခါထင်၍မိန်သည့်အခါမိန်ဖြော့ပြောက်ွယ်သွားတတ်သည်ထို့ကြောင့်စာကြောင်းတစ်ကြောင်းစာရဖို့စာသုံးကြောင်းစာများအားစိတ်အင်အားထုတ်ရလိရှိသည် မိတ်ဆွေတို့ကအပေါ်စားဘောပင်တွေကိုဝယ်မသုံးရင်အကြံပြုဘူးတော့လေအချိန်နေရတစ်ခါသုံးဘောပင်များအောင်ပင် ကျွန်တော်အားပြုနေရဆဲဖြစ်သည်စာရေးစာဖတ်ရမရသလိုတရားရောက်တဲ့တယ်လီဖုန်းဆက်ရရင်လည်းအခွင့်ပသာသောအခါကျွန်တော်ဒီတစ်ခုခုလုံးချင်တော့လေဘာလုံးရမှန်းမသိစွာတယိုးတည်းကြီးဖြစ်၍လာတော့သည်နောက်ဆုံးတော့အိမ်တကားဝစီတို့ရှောက်လာခဲ့ပြီးစိတ်ပြက်လက်ပြက်ခြေစင်းထိုင်ကတစိမ့်စိမ့်ရွာနေသောမိုးသားငေးကြည့်နေမိတော့သည် မဲမောင်သောမူသည်လူတော်မြမြအောင်အိမ်တွင်အောင်ဖြစ်စေရန်တိုက်တွန်းအားပေးနေစေဖြစ်သည်ငငယ်ကတော့ကုလိုမိုးရရင်ဆောင်းတူတူကြုံပြီးအိမ်ရထဲမှာကိုရသည်မှာအရသာရှိလာသည်မိုးလွန်သေးထန်သောမနက်ခင်းများ၌အမေကကြောင်းမသွားခြင်းမသွားနဲ့တော့လို့ခွင့်ပြုတတ်သည်သူကကြောင်းတက်ရမှာပြင်းသောကျွန်တော်ဟာအလွန်ပျော်ရွှင်လေသည်ဝမ်းသာအားရာအေးဟုဩဟစ်ကအိမ်ရထဲမှာပြန်ကွေးရန်ဒုံဆိုင်ပြေးလေတော်သည် သို့တော့ ယခုကျွန်တော်ဤအွေရာမူလာတဲ့ចောင်းသားလေးလည်းမဟုတ်တော့မိုးရွာပြီကွာဟုလက်သီးလက်မောင်းတန်းကအော်ဟေးရမိအွေမျိုးမဟုတ်တလို့မိုးရွာရင်စစ်သူနဲ့ဒီအတူဆောင်းခွင့်ရမည်ဟုရှင်ဘုံလိုက်မောရမည်လူပြိုပေါက်လေးလည်းမဟုတ်တော့ပါတို့ကြောင့်မိုးဆက်တို့သည်စိတ်ကူးရှင်ခုံကျင်စရာအိမ်မက်များမမွေးဖွားစေတော့ပြောပြီးဆိုလျင်မိုးရွာနေခြင်းကြောင့်ကျွန်တော်ဤပြိုလက်စာဆိုင်ခင်းအစ်စ်ကလေးအတွက်ပင်စိုးရင်ရပါသေးသည်အကယ်၍ကျွန်တော်ဤအိမ်သားများသာထီတလက်တလေးကိုခြံထားရိတ်ခဲ့ပါကား ခြံတောင်းရှိထိုစိုက်ကလင်းလေးစီသို့ကျွန်တော်သွားရောက်၍ကြီးရှုနိုင်ပေလိမ့်မည်။ထို့အပြင်လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့တော်ဖြစ်စေ။တစ်ဖက်ရက်ကွက်မှာမိတ်ဆွေတယောက်ထံသို့ဖြစ်စေသွားရောက်နိုင်ပါသေးသည်။သို့တော်လောလောဆယ်ကျွန်တော်၌ထီတလမ်းမှမရှိသလိုစောင်းစရာအုတ်ထုံများလည်းတလုံးတလေးမှမရှိပါ။ဒီညီငွေမူပါကျွန်တော်ခန္ဓာကိုယ်ဟာတပြေးပြေးဝါးမြူကထုံတိုင်းမေးမောလူလူအနေထားမှာပဲ။တစုံတယောက်ကကျွန်တော်အိမ်ရှိသို့ဆိုက်ဆိုင်မြိုင်မြိုင်နဲ့ရောက်ရှိလာခဲ့သည်။ ျွန်တော်တို့ရက်ွက်ထဲမှာစိတ်မှုမမှန်တော့ခက်ကြောင်ကြောင်ကောင်းလေးဖြစ်သည်။၎င်း၏တကိုယ်လုံးမိုးရေတွေဆူရွှဲနေတော့လေ။ချမ်းစိတ်ဟန်တစမ်းမှမရှိ။ကြည်ရသည်မှာနေပူစာလုံရင်လမ်းလျှောက်နေသည်ဟုပင်တူသေးတော့သည်။အကူဘာလုံးနေရလဲ။ထိုင်နေရလေကွာ။စာမရေးဘူးလား။ရေးလို့မရဘူးကွာ။တခြားလဲဘာလို့ရမှမသိရနဲ့ပြင်းနေရ။ဟာ။ဒါနဲ့များကျွန်တော်လိုမိုးရေထွက်ချိုးပေါ်ရ။လောက်ပါနဲ့ကွာမိုးရေနဲ့ငါမတည့်ဘူးကွာ။ ငါမှမိုးရိပ်အလက်ချစ်ရှိတယ်။မိုးမိပြီးတိုင်းလူကနေထိုင်မကောင်းတခုဖြစ်တာကြီးပဲ။ကျွန်တော်စကားကို၎င်းကလက်မခံချင်ဟန်နဲ့ခေါင်းဖြင်းချင်းစွာနဲ့ခါရမ်းလိုက်သည်။အဲ့ဒါမိုးနဲ့ကိုနဲ့တသားတည်းဖြစ်အောင်အကူမလုပ်ခဲ့လို့ဖြစ်မယ်။မိုးရိပ်ဆိုတာချိုးလို့ရတယ်လို့တောက်လို့လည်းရတယ်။ငငယ်တော့ကမိုးရိပ်ချိုးရင်ပစားဟပြီးတော့မိုးရိပ်ကိုမျိုးမချခဲ့လို့ဖြစ်ရမယ်။ဘာဆိုင်လို့လဲကွ။ဆိုင်တာပေါ့ကိုရ။လူခန္ဓာကိုဟာလက်ခံနိုင်စွမ်းရှိတယ်လို့တုံ့ပြန်နိုင်စွမ်းလည်းရှိတယ်။ တခုခုကိုတုံ့ပြန်ဖို့ခန္ဓာကိုယ်ကပြိစိဝါဖြစ်စည်းတွေကိုထုတ်ပေးတယ်။မိုးရေကိုမျိုးချဘူးရတယ်။ဒါမှနောက်တစ်ခါမိုးမီးရင်ဘာမှမဖြစ်တော့မှာ။စာလုံးဖတ်ပြီးခက်ကြောင်ကြောင်ဖြစ်သွားသည်ဆိုတော့၎င်း၏စကားကိုရှော့တက်ရေးတော့မရပါ။ငါအဲ့လိုတခါမှမစင်စားဘူးဘူးဟုကျွန်တော်ဝန်ခံလိုက်တော့၎င်းကအခုဘာမှတွေ့ဝေမနေနဲ့ကျွန်တော်ပြောသလိုမိုးရေထွက်ချိုးလိုက်။မျက်နှာကိုမော့ပြီးတော့ပါဇက်ကိုဟတာ။ပါဇက်ထဲဝင်လာတဲ့မိုးရေတွေကိုမျိုးချလိုက်။ဟူ၍အကြံပေးပါသည်။ လက်ခံရန်သို့မဟုတ်ငင်းဆန်ရန်ကျွန်တော်တစုံတရာမဆုံးဖြတ်ရသည်မီ၎င်းကကျွန်တော်အိမ်ရှိမှဆက်လက်ထွက်ခွာသွားတော့သည်မိုးရေထဲမှပင်၎င်း၏လမ်းလျှောက်ပုံကခန့်ညားလွန်းသဖြင့်အားကျစရာပင်ကောင်းနေတော့သည်၎င်းအကြံပေးသလိုလှုပ်တဲ့မလှုပ်တဲ့ကျွန်တော်ခြေတုံချားတုံဖြစ်နေမိသည်သို့သောအချိန်တန်ကြာသည့်တိုင်အောင်တခြားလှုပ်ရှားတူဖို့လည်းစဉ်းစားမရသောအခါမှာတော့၎င်းပြောခဲ့သည့်အတိုင်းလိုက်နာရန်ဆုံးဖြတ်လိုက်တော့သည်။နှစ်ပေါင်းများစွာမွေးရင်နဲ့ခန္ဓာကိုယ်မထိတွေ့အောင်တမင်ကြီးဥဆိုင်ခဲ့သောကျွန်တော်အတွက ထိုကိစ္စမှာအနေငယ်တော့သွေးလန့်ခြင်းစရာကောင်းပါသည်။တစမ်းမိတ်အောင်မှလှမ်းထွက်နိုင်ရန်ကျွန်တော်အတော်ကြိုးစားခဲ့ရသည်။နောက်ဆုံး၌မျက်စိဆောင်မိတ်ကခြေတလန်းတိုးထွက်လိုက်သည်။စိတ်ငနေဖြစ်သွားပြီးခန္ဓာကိုယ်ဟာမိုးဆက်များညားရဲများတပွဲတထောက်ထောက်နဲ့ထိမှန်လာကြလေသည်။အနေငယ်အသေးအေးစရာကောင်းတော်လဲအခြေအနေကကျွန်တော်မျောလင့်ထားသလိုမဆိုးဝါးလာပါ။ဒုတိယအဆင့်ဖြင့်မျက်နှာအောင်မော့ကပါဇက်ကိုဟာလျက်မိုးဆက်များကိုခံယူလိုက်သည်။တပြောင်ပြောင်အတန်နဲ့မိုးဆက်များပါဇက်တွင်းသို့ဝင်လာစင်မှာပင ထူးခြားမှုတစ်ခုကိုကျွန်တော်သတိပြုလိုက်မိသည်ရင်းမှကျွန်တော်ပါးစပ်တစ်ခုလုံးခါတက်လာခြင်းဖြစ်သည်ဒါဟာအကြံပေးသွားသည့်ညံကြီးရှင်ပြောသလိုကျွန်တော်ခန္ဓာကိုယ်ဟာပရိစေဝါဖြစ်စည်းတွေထွက်ပေါ်လာတာများလားဒါမှမဟုတ်ယခုမိုးရေတွေဟာလူတွေပြောပြောနေတဲ့မူခရေဆိုတာများလားတစုံတရာအဖြေရအောင်ကျွန်တော်ဆက်လက်မစင်းစားနိုင်တော့ပါအကြောင်းမှာကျွန်တော်တကုံလုံးတစက်စက်တုံရင်ကတရင်တရင်ဖြစ်လာသည့်အတွက်တစက်မိတ်အောက်သို့ပြန်ဝင်လာရခြင်းကြောင့်ဖြစ်သည အမိုးကအောက်သို့အရောက်မှာပဲကျွန်တော်ခန္ဓာကိုယ်သည်အယုတ်ကျိုးပြက်ပြက်လဲကတတိလင့်မိမျောသွားတော်သည်ပြန်လဲတတိရသောအခါကျွန်တော်ခန္ဓာကိုယ်သည်ဆောင်းထူးထူးအောက်သို့ရောက်ရှိနေပြီးဘေးနား၌အိမ်သားများ၏စိုးရိမ်မကင်းသောမျက်နှာတွေကိုတွေ့လိုက်ရသည် အမေကတော့မိုး၏အလက်ချစ်ရှိရန်နဲ့မိုး၏ထဲကိုထွက်တော်ကျွန်တော်ကိုသာတပြေးတောက်တောက်နဲ့အပြစ်တင်တော်သည်၎င်းတို့သာအယောင်နောက်ကျခဲ့ပါကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအေးခဲကလေဖြတ်သွားနိုင်သည်ဟုဆိုပါသည် ကိုအပြစ်နဲ့ကုံမောအမေရဲ့အပြစ်တင်နေမှုဟာမိသူမှမတုံ့ပြန်နိုင်ပါကျွန်တော်ဤပါဇက်ထဲမှာတော့ယခုတက်တိုင်အောင်ခါသက်နေစေဖြစ်သည်ပြန်လည်သတိရချိန်မှာစာ၍ကျွန်တော်အုံနောက်အားတစစ်စစ်နာကျင်ကြိုက်ခဲစေသောပြဿနာမှာပါဇက်ထဲမှာမိုးရေများအားထွေးထုတ်လိုက်မိသလားမြူချလိုက်မိသလားစဉ်းစားမရခြင်းဖြစ်သည်ထို့ကြောင့်မုံမိခြင်းအားခုခံနိုင်ရဲ့ပရိစေဝါပစ္စည်းတစ်မျိုးကျွန်တော်ခန္ဓာကိုယ်မှာအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သလားကျွန်တော်မသိတော့ပါ ဘာပဲဖြစ်ဖြစ်နောက်တစ်ခါမူရည်တဲ့သူစိတ်လိုက်မှန်ပါထွက်တာမျိုးရှောင်ကျင်ရလိမ့်မယ်ဟူ၍တော့ကျွန်တော်စဉ်းစားလိုက်မိပါသည်ထိုနေ့သည်တင့်ပြက်ကလေးနိုင်တွေ့ရသည်ဗုဒ္ဓဦးနေဖြစ်နိုင်သလိုသိရွက်ကြွေကလေထန်သောအေးများသည့်နေ့တစ်နေ့လည်းဖြစ်နိုင်သည်ကျွန်တော်၏မှတ်ဉာဏ်ထဲမှာတော့ထိုနေ့သည်မူရသောနေ့တစ်နေ့သာဖြစ်လေသည်မေလာ2009ခုနှစ်ကလေးရာမဖြစ်စင်